မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ် update တိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းရေပြည်မြို့နယ်မှာရှိတဲ့နေအိမ်တော်စခန်းကိုအင်အားဖြည့်တင်းမှုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်ကိုပိတ်ဆို့တိုက်ခိုက်ရာဗုံးမှုတအုပ်အပါအဝင်၄ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုင်အောင်စခန်းကိုအင်အားဖြည့်တင်းဖို့စစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL အပါအဝင်တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကဇူလိုင်လ17ရက်နေ့ကနေ15ရက်နေ့အထိ၄ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ခွေးတပ်ဘက်ကဘုံမှုအောင်ဘိုဟိန်အပါအဝင်စစ်ခွေး၄កောင်ထက်မနေသေးဆုံးပြီးတော့စစ်ကောင်စီတပ်သား၄ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။၄ရက်တာတိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကနေ တနက်9လက် RPG တလက်60မမတက်လက်နဲ့အခြားလက်နဲ့ခဲယမ်းတွေကိုလည်းတင်းစီရရှိခဲ့တယ်လို့တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကမှတ်တမ်းထပ်ပုံနဲ့တကွာထုတ်ပြန်ထားပါတယ်၎င်းတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းနဲ့ဒေါနာစစ်ကြောင်း3 KNL တပ်မဟာ4ပူပေါင်းတပ်တွေတပ်မဟာ6တိုင်းရင်20ခွန်ပူပေါင်းတပ်တွေ NMSPAD RMA မော်ပြည်တော်လှန်ရေးတပ် MSRF KTLA Non-Entity Coach လေ့ကျင့်ရေးတပ်ဖွဲ့ကပါဝင်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။နိုင်အိမ်တော်နေဆက်တပ်စခန်းကိုစစ်ကြောင်းထိုးလာတဲ့တိုက်ရင်တွေဟာစစ်ကောင်စီရဲ့ကံရံစစ်ဌာနချုပ်လက်အောက်ခံခလာရ2နှစ်နဲ့ခလာရ2ခွန်3ခမာရ4ရက်ခမာရ4ခုနဲ့ခမာရ410တိုက်ရင်တို့ဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းကဏီမြို့နယ်နဲ့မင်းငယ်မြို့နယ်အဆက်မှာချင်းတွင်းမြေကြောင်းအတိုင်းဆန်တက်လာတဲ့စစ်သည်မောအုပ်စုကိုကြားဖြတ်တိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ16ရက်နေ့ညနေ4နာရီအချိန်ကမှချင်းတွင်းမြေကြောင်းအတိုင်းဆန်တက်လာတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ စစ်သည်မောအုပ်စုကိုချင်းတွင်ຫນွေဥတော်လိုင်းအင်အားစု CSIF နဲ့မဟာမိတ်ညီနောင်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ခွေးတပ်ဘက်ကထိခိုက်သေးဆုံးမှုအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးစစ်ခွေးသည်မောကစုစုပေါင်း23စီးလို့ပြောရမှာပေါ့စစ်ခွေးအင်အားကတရာတော့အသာလေးကြော်နိုင်တယ်စစ်ခွေးသေးတဲ့စီးရင်တော့ကျွန်တော်တို့လည်းမခံမနိုင်ဘူးတိုက်ခိုက်တဲ့အချိန်ကတော့ညနေ၄နာရီလောက်မှတိုက်ခိုက်ခဲ့တာပါ တဏီနဲ့မင်းငင်းနယ်ဆက်မှာတိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဒဒဆက်ပြန်ပစ်ပါတယ်စစ်ခွေးတင်မောပြက်စီးမှုကတော့ရှိနိုင်တယ်လို့ရွေးဥတော်လိုင်းအင်အားစုကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရွေးဥတော်လိုင်းအင်အားစုကြောက်လုံးကြီးအဖွဲ့ B21 တရင်ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြောက်ဝတီမြို့လေကောင်မှာဓမြတိုက်ပြန်ပေးဆွဲမှုကျူးလွန်ခဲ့တဲ့အဖွဲ့ဝင်တွေကိုဖမ်းဆီးရမိခဲ့တဲ့အချိန်မှာ DKBA အဖွဲ့ကပ်ပြားတွေ့ရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ပရီမြို့မှာစောက်လည်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းဝယ်တင်သွင်းနေတဲ့လုပ်ငန်းရှင်ဟာဂျီဦးမြတ်ကိုပြီးခဲ့တဲ့ဇွန်လ30ရက်နေ့မှာနေအိမ်ကိုလူတစုကဝင်ရောက်ပြီးတော့ဓမြတိုက်ခဲ့ပြီးတဲ့နောက်ငွေကျပ်10သိန်းနဲ့ဗန်စနစ်အတွက်အသုံးပြုနေတဲ့ဖုန်းကိုယူဆောင်သွားမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အဲ့ဒီအဖွဲ့ကထပ်မံပြီးတော့ဇွန်လ14ရက်နေ့မှာ၎င်းကိုဖမ်းဆီးကာ မိသားစုကိုဘတ်သုံးတန်းနဲ့ပြန်ရွေးရန်အကြောင်းကြားခဲ့ရာမိသားစုကကရင်နယ်ခြားဆောင်တပ်ထံကိုတိုင်ကြားခဲ့ပြီးတော့ပြည်မှုကျူးလွန်သူများကို BGF ကဇူလိုင်လ15ရက်နေ့မှာလိုက်လံဖမ်းဆီးခဲ့တဲ့အမှုအခြေအနေကိုမြို့ကန်တအုပ်ကအခုလိုပဲပြောပြထားပါဗျ15ရက်နေ့ညကမြင်းဒီကုန်းလမ်းမှာပစ်ကြတာကနေအသေးတယောက်မိတယ်အရှင်၄ယောက်မိတယ် ခေါင်းဆောင်တကောင်ကတော့လွတ်နေတယ်အဲ့ဒီတဲကနှစ်ယောက်က DKB တပ်ဖွဲ့ကတ်တွေတွေ့ရတယ်ဟာဂျီမြတ်ကိုကိုညတနအီကျော်မှာပြန်ကယ်တင်နိုင်ခဲ့တယ်လို့၎င်းကရှင်းပြထားပါတယ်အခုလို့ဓမြတိုင်မှုနဲ့ပြန်ပေးဆွဲမှုကျူးလွန်တဲ့အဖွဲ့ထမ်းမှာ DKB ကပ်ပြားတွေ့ရှိရမှုအပေါ်တပ်ဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တအုပ်ကအခုလို့ပဲပြောပြထားပါတယ်ဒီအပိုင်းမှာသတင်းစာရှင်းလင်းပွဲလှုပ်သွားဖို့စီစဉ်နေပါတယ်လို့၎င်းကပြောပါတယ်ဓမြတိုင်မှုနဲ့ပြန်ပေးဆွဲမှုကျူးလွန်သူများအသုံးပြုခဲ့တဲ့ကားကိုဖမ်းဆီးရမိထားပြီးတော့ DKBA အဖွဲ့ဝင် ကုံသွယ်ရေးဆိုင်ရာအထောက်အထားများတရားခဏ်များထံမှတွေ့ခဲ့ရတယ်လို့ပြန်ပေးဆွဲခံရသူရဲ့မိတ်ဆွေတအုပ်ကမနေ့ကခရဲကပြောဆိုထားပါတယ်လက်ရှိမြောက်ရီမြို့မှာစီကောင်စီရဲ့ဌာနဆိုင်ရာရုံးများရှိတော်လဲမြို့ရဲ့လုံခြုံရေးအတွက်ကရင်နယ်ကြားဆောင်တပ် BGF ကအဓိကတောင်းအယူနေရတဲ့အခြေအနေဖြစ်တယ်လို့မြို့ကန်များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့လေကောင်မှာဖွင့်လှစ်ထားတဲ့မြန်မာ စားတောက်ဆိုင်ဈေးတန်း Memories of Chiang Mai မှာအထောက်ထားမဲ့အလုတ်သမား3ဦးနဲ့စိုင်းပိုင်ရှင်3ဦးစုစုပေါင်း6ဦးကိုမနေ့ကဇူလိုင်လ16ရက်နေ့ညနေပိုင်းမှာဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူမှုကွန်ရက်စာမျက်နှာများမှာထိုင်းလူမျိုးများကချင်းမိုင်မှာဖွင့်လှစ်ထားတဲ့မြန်မာဈေးတန်း Memories of ချင်းမိုင်ကိုဝေးရောက်စစ်ဆေးပေးကြပါရန်လှုံ့ဆော်ရေးသားပေးတဲ့နောက်ထိုင်းအာဏာပိုင်များကလာရောက်စစ်ဆေးရာမှာဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရပါဗျ။ Memories of ချင်းမိုင်မြန်မာဈေးတန်းမှာတိုင်းနဲ့ပြည်နယ်အသီးသီးကစားတောက်ကုန်များကိုလိုက်ရောက်ရောင်းချကြပြီးဈေးတယ်များအလုံးဟာမြန်မာနိုင်ငံသားများဖြစ်ကြောင်းထိုင်းမီဒီယာများကဖော်ပြကြပါတယ်။ဈေးဆိုင်ဖွင့်လျရန်ခွင့်ပြုချက်ရယူထားခြင်းရှိမရှိနဲ့အလုံသမားများမှာအထောက်အထားများရှိမရှိကိုထိုင်းအာဏာပိုင်များကဝင်ရောက်စစ်ဆေးရမှာ အလုတ်လောက်ကင်ခွင့်မရရှိထားတဲ့အလုတ်သမား၃ဦးနဲ့အလုတ်ပါမဲ့မရှိတဲ့အလုတ်သမားများကိုခန့်အပ်ထားတဲ့စိုင်းပိုင်ရှင်၃ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ဆေးခြင်းနဲ့ဖမ်းဆီးခံရခြင်းကို Memories of ချင်းမှာ Facebook လူမှုကွန်ရက်စာမျက်နှာမှာအတည်ပြုထားပြီးတော့သတိပေးခြင်းနဲ့ဥပဒေအားလေးစားလိုက်နိုင်ရန်ပုံပုံနားလည်အောင်လို့ကူညီပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောဆိုထားပါဗျ။ Memories of ချင်းမရဲ့ရည်ရွယ်ချက်ဟာနေရာဒေသအသီးသီးကလူမျိုးများအားပေါင်းစပ်ပြီးတော့မတူကွဲပြားတဲ့အစားအသောက်နဲ့ယဉ်ကျေးမှုမျိုးစုံကို ခံစားနိုင်စေမယ်ကြိုဆိုတဲ့နေရာတစ်ခုဖန်တီးရန်ဖြစ်တယ်လို့သိရပါဗါးဒါအပြင်မဲဆောင်မြို့မှာလည်းအထောက်အထားမရှိတဲ့အလုပ်ပါမဲ့မရှိဘဲအလုပ်လုပ်နေတဲ့ခွင့်ပြုချက်မရှိဘဲဈေးရောက်နေတဲ့မြန်မာနိုင်ငံသားများကိုဇက်တိုက်ဖမ်းဆီးနေကြောင်းသိရပါဗါးဇူလိုင်လ14ရက်နေ့ကထုတ်ပြန်တဲ့ Human Rights Watch HRW ရဲ့အစီရင်ခံစာတစ်ခုမှာထိုင်းနိုင်ငံကိုအကြောင်းမျိုးမျိုးနဲ့ရွှေ့ပြောင်းနေထိုင်ရန်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသားများထံကထိုင်းအနာဘိုင်များကအလွဲသုံးစားလို့ငွေညစ်အမျက်ထုတ်နေတယ်လို့ဖော်ပြထားပါတယ် ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာမြန်မာနိုင်ငံသားများကိုလမ်းလျှောက် ATM ဆက်များလို့ရည်ညွှန်းနေကြပြီးတော့မြန်မာနိုင်ငံသားများဟာနေရက်ကိုပြန်ပို့ခံရမယ့်ချိန်ချောက်မှုများအောက်မှာနေထိုင်နေရတယ်လို့ HRW ရဲ့စီရင်ခံစာကဖော်ပြထားပါတယ်။ဒါကြောင့်ထိုင်းရောက်မြန်မာနိုင်ငံသားများအတွက်ထိုင်းအာဏာပိုင်များရဲ့အမြတ်ထုတ်မှုများကယာယီအကာအကွယ်ပေးနိုင်ရန်စနစ်တစ်ခုကိုစတင်လိုအပ်နေတယ်လို့ HRW ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်ပေါ့မြုံနယ်နဲ့ကံမမြုံနယ်အတွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတက်သုံးဦးအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့မှာပေါ့မြုံနယ်နဲ့ကံမမြုံနယ်အတွင်စစ်ကြောင်းထိုးနေတဲ့ အကြပ်စစ်ခွေးများနဲ့အတူလိုက်ပါလာတဲ့ခလိုက်ရ2 9ခွန်တရင်ကစစ်ဗိုလ်တန်းတပ်သားတဲ့3ဦးဟာလက်နက်များယူဆောင်လာခြင်းမရှိဘဲပခုတ်ကူခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တပ်ဖွဲ့9အေအာတောင်းအဖွဲ့ထမ်းမှာအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအလင်းဝင်ရောက်လာတဲ့သူ3ဦးကတနက်တော်မပါလာဘူးဖုန်းတစ်လုံးစီပဲပါလာတယ်အလင်းဝင်ရောက်လာတာကတော့ဇွန်လ6ရက်နေ့မှာဝင်လာတာပါကံမနဲ့ပောက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတွေကထွက်ပြေးလာတာသူတို့ကစစ်မှုတန်းအပတ်စဉ်9နဲ့အပတ်စဉ်8ကပါလွတ်မြောက်နေမြေကိုတော့ပို့ဆောင်ပေးမှာပါကြံရှိနေတဲ့ပြည်သူစစ်ရဲ yeah. စစ်သားနဲ့ပြူစောထီးတွေအနေနဲ့လဲအမြင်မှန်ရပြီးတော့ပြည်သူရင်းဝင်ကိုခေလုံချဖို့မြစ်တာရက်ခံခြင်းမရဲနောက်ပြီးတော့လက်နဲ့ခဲရတဲ့တကွအလင်းဝင်ရောက်လာမယ်ဆိုပါကလည်းကျွန်တော်တို့ခရိုင်ပကောက်ဖတပ်ဖွဲ့ငါအေယာဒေါင်းကထိုက်ထိုက်တန်တန်စုချီးမြင့်ပေးသွားမယ်လို့ပြောကြမှာတယ်လို့အေယာဒေါင်းကတာဝန်ရှိသူကိုရှိန်းကပြောပြထားပါဗျ။အခုလို့အလင်းဝင်လာသူ၃ဟာတောင်မင်းကြီးမြို့နယ်နဲ့မိထီလာမြို့နယ်တို့ကဖြစ်ပြီးတော့စစ်မှုထမ်းတင်တန်းကိုဘာထူးတက်မှာတင်တန်းတက်ခဲ့ရတယ်လို့သိရပါဗျ။ စစ်ခွေးတပ်အတွင်းမှာကြာရှိနေတဲ့စစ်မတန်းတပ်သားတဲ့များနဲ့ရဲစစ်သားနဲ့ပြူစောတိများအနေနဲ့လဲပြည်သူရင်းဝင်ကိုခိုလုံကြရန်မြစ်တာရက်ခံထားတယ်လို့ပြောပါတယ်လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာပါကထိုက်ထိုက်တန်းတန်းစုချင်းမြက်ပေးသွားမှာဖြစ်တယ်လို့အေယာဒေါင်းအဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီတော့အချက်မဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ